ချစ်ခင်လေးစားအပ်ပါသောမဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျာမဆန္ဒရှင်ပြည်သူအပေါင်းကိုစိတ်နှဖျားကြမ်းမာရှင်လန်းကြပါစေကြောင်းဆွမ်းမကောင်းတောင်းရင်နှုတ်ခွန်းဆက်တော်အပ်ပါတယ်ကျွန်တော်ကတော့ဒိုင်နာစီဇွန်ရေးပါတီရဲ့ဥက္ကဋ္ဌဥဟန်ရွှေဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ပါတီရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်တို့ကို ဗီဒီယိုနဲ့ရုပ်မြင်သားကြားတို့မှ ဟောပြောဆွေးနွေးထုတ်လွှင့်ခွင့်ရရှိတဲ့အတွက်နိုင်ငံတော်မှတာဝန်ရှိသူများနဲ့ပြည်ထောင်စုတမရမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ဒါ့အပြင်နိုင်ငံတော်နဲ့ပြည်သူရဲ့ကံကြမ္မာကိုပေါ်ဆောင်ပေးနိုင်မဲ့မဲဆန္ဒရှင်များကိုတိုက်ရိုက်ဟောပြောခွင့်တိုက်ရိုက်ဟောပြောဆွေးနွေးခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူမိကြောင်းပြောကြားလိုပါတယ်ဒီစားတဲ့မဆန္ဒရှင်ပြည်သူများခင်ဗျာရှေးဥစွာကျွန်တော်တို့ပါတီရဲ့အကြောင်းကိုအနှဲငယ်ရှင်းလင်းတင်ပြလိုပါတယ်ပါတီတရားဖွဲ့စည်းတည်ထောင်မယ်ဆိုရင်အခြေခံကြတဲ့တိကျခိုင်မာတဲ့နိုင်ငံရေးမူဝါဒနိုင်ငံရေးလမ်းစဉ်နိုင်ငံရေးကျင့်စဉ်နဲ့ ဖွဲ့စည်းတည်ဆောက်မှုအဆင့်ဆင့်ရှိရန်လိုအပ်ပါတယ်ဒီချက်များနဲ့ပတ်သက်ပြီးကျွန်တော်တို့ဗာဒီကိုလေ့လာစမ်းစစ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အခြေခံအကျဆုံးမူဝါဒဟာလူအများကောင်းစားရေးဝါဒဖြစ်ပါတယ်နိုင်ငံရေးပါတီတည်ထောင်ပြီးလူတစုလူတစ်ဖွဲ့လူနည်းစုကောင်းစားရေးအတွက်မဟုတ်ပဲလူအများစုဖြစ်တဲ့တောင်သူလယ်သမားအလုပ်သမား အသိပညာရှင်အတတ်ပညာရှင် စီးပွားရေးလုပ်ငန်းရှင်များပါဝင်တဲ့လူသားအားလုံးကောင်းစားရေးဝါဒဖြစ်ပါလိမ့်ကျွန်တော်တို့ပါတီကပြည်သူသားအမိပြည်သူသားအဖလိုတတ်မှတ်ပြီးပြည်သူကိုအဓိကထားပြည်သူကိုဗဟုပြုပြည်သူကို လေးလေးနက်နက်မှန်တိုင်းပြုထားတဲ့ပါတီတရားဖြစ်ပါလိမ့်ပါတီရဲ့အတွေ့အခေါ်ယူဆတွေ ပါတီရဲ့လက်တွေ့ဆောင်ရွက်ချက်တွေဟာပြည်သူအကျိုးစီးပွားကို မထိခိုက်စေရ ပြည်သူရဲ့ကောင်းကျိုးသာဖြစ်ရမယ်လို့ခံယူပြီးဆောင်ရွက်လျက်ရှိပါတယ်ပါတီရဲ့လမ်းစဉ်ကိုကြည့်မယ်ဆိုရင်ပြည်သူအကျိုးပြုကိုမြန်မာလမ်းစဉ်လို့ပြဋ္ဌာန်းထားပါတယ်နိုင်ငံနဲ့ပြည်သူအတွက် ချမှတ်တဲ့လမ်းစဉ်တွေကိုလည်းပြည်သူအကျိုးစီးပွားနဲ့မကင်းကွာပဲ ချမှတ်ကြရမယ်လို့တိတိကျကျညွှန်ပြထားပါတယ်။ဒီမူဝါဒလမ်းစဉ်တွေကိုလက်တွေ့အကောင့်တွေဖော်တဲ့အခါမှာမိစိမပရိဗရာကျင့်စဉ်နေညီအမားတွေကိုမြင်အောင်ကြည့်တွေ့အောင်ရှာပြီးလွတ်အောင်ညွှန်ကြားရမယ်ဆိုတဲ့ဝါဒလမ်းစဉ်ကျင့်စဉ်တွေနဲ့ညီဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ကျွန်တော်တို့ပါတီဟာ ပါတီစုံဒီမိုကရေစီစနစ်မှာဂုံသိက္ခာရှိပြီး တက်တမ်းအရှည်ဆုံးပါတီတရဖြစ်ပါတယ်2025ခုနှစ်စက်တင်ဘာလ24ရက်နေ့မှာ38နှစ်ပြည့်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်ဒီလိုရတည်နိုင်တာဟာပါတီဝင်တွေရဲ့ပါတီအပေါ်လေးစားယုံကြည်မှုချစ်ခင်မြတ်နိုးမှုနဲ့ဇွဲလုံးလာဝိရိယတို့ရှိပြီးစီလုံးညီညွတ်မှုကိုတည်ဆောက်နိုင်ခဲ့ကြလို့သာဖြစ်ပါတယ်တက်တမ်းရှည်ကြသည်နှင့်အမျှ အတွေ့အကြုံတွေအမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရတာကြောင့်တိခဏနိုင်မှုစိတ်ရှည်မှုခွင့်လွန်နိုင်မှုစတဲ့အလေးကျင့်များရရှိကတည်ငြိမ်ရင်းကျယ်စွာနဲ့ဆောင်ရွက်နိုင်တဲ့ရလာကောင်းတွေကိုရရှိပြီးဖြစ်ပါတယ်။အဲ့ဒီလိုတည်ငြိမ်ရင်းကျယ်မှုတွေကြောင့်ပါတီပေါ်ဝေဖန်မှု အပြစ်ရှာပြောဆိုမှုတွေကိုစိတ်ရှည်ရှည်နဲ့ပြန်လည်ရှင်းလင်းဆွေးနွေးနိုင်ခဲ့ပြီးပြဿနာများပြေလည်ကရန်သူမရှိပဲ မိတ်ဆွေတွေတိုးဖောက်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ဘာလီဇုံဒီမိုကရေစီစနစ်မှာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရတရားဝင်ရည်တည်လျက်ရှိတဲ့ပါတီတွေနဲ့ဆက်ဆံရမှာပါတီကြီးပါတီငယ်ဆိုတဲ့သဘောထားမျိုးလုံးဝမရှိပဲတန်းတူရည်သူသဘောထားပြီးလေးလေးစားစားနဲ့အတူတကွလက်တွဲဆောင်ရွက်လျက်ရှိနေပါတယ်။လေးစားတဲ့ ဝဲဆန္ဒရှင်ပြည်သူများခင်ဗျာကျွန်တော်တို့ပါတီဟာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဆိုတဲ့ပါတီအမည်နဲ့အညီပါတီမှာတိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်လျက်ရှိနေပါတယ်တိုင်းဒေသကြီးများနဲ့ပြည်နယ်တွေမှာပါတီကောင်မတီတွေကို ဖွဲ့စည်းထားပြီးတိုင်းရင်းသားလူမျိုးများကိုယ်တိုင်ပါဝင်လှုပ်ရှားလျက်ရှိနေကြပါတယ်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်တဲ့နေဥပဒေညွှန်ကြားချက်များနဲ့အညီ ပါတီအင်အားတသိန်း9000 1900ဦးကို ပုံစံစကွဲဖြင့်တမခကာလအတွင်းတင်ပြနိုင်ခဲ့လို့ရွက်ောက်ဘဲကော်မရှင်ကစစ်စစ်ပြီးပါတီဝင်တသိန်း3845ဦးကိုအတည်ပြုပေးနိုင်ခဲ့ပါတယ်။ခရိုင်ကော်မတီများနဲ့မြို့နယ်ပေါင်း285မြို့နယ်တွေမှာလည်းမြို့နယ်ကော်မတီတွေဖွဲ့စည်းပြီး စီယုံဆောင်ရွက်လေးရှိနေပါတယ်မိမိပါတီရဲ့နှစ်ပါလည်းနေပါဝင် နိုင်ငံတော်ရဲ့နေသူနေမြဖြစ်တဲ့လွတ်လာရေးနေ့ပြည်တော်စုနေ့အလုသမားနေ့တောင်သူလက်သမားနေ့အမျိုးသမီးများနေ့နိုင်ငံတကာလူငယ်များနေ့များကိုလည်းပါတီဘိုးကော်မတီဌာနချုပ်တိုင်းဒေသကြီးပြည်နယ်များနဲ့မြို့နယ်တွေမှာအခမ်းအနားတွေကိုကျင့်ပပြုလုပ်နိုင်ခဲ့ပါတယ် ဒီလိုကျင်းပပြုလုပ်ခြင်းဖြင့်အမျိုးဘာသာတာသနာနဲ့တိုင်းပြည်ချစ်စိတ်စည်းလုံးညီညွတ်မှုစိတ်ဓာတ်များခိုင်မာစေရန်တိဆောက်ပေးနိုင်ခဲ့ပါတယ်။လေးစားတဲ့မဆန္ဒရှင် ပြည်သူများခင်ကျွန်တော်အနေနဲ့ဆက်ပြီးတင်ပြလိုတာကတော့နိုင်ငံတော်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်အေးချမ်းရေးပဲဖြစ်ပါတယ်။ဒီလိုငြိမ်းချမ်းရေးကိုတိဆောက်ရမှာတိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုအခြေပြုပြီး တည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးဟာတိုင်ရင်သာစည်းလုံးညီညွတ်ရေးပဲဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့ညီရင်အကိုတိုင်ရင်သားများအားလုံးလက်ခံပြီးလက်တွေ့ကြကြဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ဘာဒီကဒီမိုကရေစီကိုအပြည့်အဝလက်ခံထားသလိုဖက်ဒရယ်စနစ်ကိုလည်းလေးလေးနက်နက်ယုံကြည်မှုရှိတဲ့ပါတီဖြစ်ပါတယ်။ ဒါကြောင့်ဒီချက်တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပါတီကတိုင်းရင်းသားလူမျိုးများပေါ်မှာထားရှိတဲ့သဘောထား၃ရပ်ကိုအခိုင်အမာပြဋ္ဌာန်းခဲ့ပါတယ်။အဲ့ဒီသဘောထားတွေကတော့တဲ့တိုင်းရင်းသားလူမျိုးများအတွင်းအခွင့်အရေးကမှုမရှိသေးပဲတန်းတူရည်တူရှိစေရေးနဲ့တိုင်းရင်းသားမျိုးနွယ်စုတစ်ခုချင်းစီရဲ့မိမိတို့ဘာသာစကားရင်ကျင်းမှုဒလေထုံတမ်း စသည်များနဲ့ညီရှင်တန်ရတ္တိနိုင်၏တောတယန္တာမြို့နယ်စုများအားလုံးအနေနဲ့ဖွံ့ဖြိုးတိုးတက်ရမှာညီညာသောဖွံ့ဖြိုးတိုးတက်မှုရရှိစေရမယ်လို့အခိုင်အမာပြဋ္ဌာန်းထားပြီး လက်တွေ့ဘဝမှာ မဖြစ်မနေကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါလေလေးစားတဲ့မေဆန္ဒရှင် ပြည်သူများခင်ဗျကျွန်တော်တို့ဘဝဒီရဲ့ခံယူချက်ကတော့ ငြိမ်းချမ်းရေးကိုလက်လက်နဲ့ဖြည့်ရှင်းလို့မရနိုင်ပဲတစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုရအောင်တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးအပြန်အလှန်အပွေးယူတွေလုပ်ကအဖြေရှာကြမယ်ဆိုရင်ရလာကောင်းတွေရနိုင်မယ်လို့အပြည့်ဝယုံကြည်ပါတယ်ကျွန်တော်တို့ပါတီဟာငြိမ်းချမ်းရေးလုပ်ငန်းတွေများတာပတ်သက်လို့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရဆဲရေးသဘောတူစာချုပ် NCA ဖြစ်ထွန်းရေးမှစတင်ပြီး တက်ကြွစွာပူပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ NCA ဖော်ဆောင်နိုင်မှုအတွက်လိုအပ်တဲ့နိုင်ငံရေးမူပေါင်း political framework ရေးဆွဲတဲ့လုပ်ငန်းများမှာလည်းအစကတည်းကပါဝင်ခဲ့ပါတယ်။ညီညာရေးညီလာခံအဆင့်ဆင့်ကိုလည်းတက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ရာယန်သာစီလုံးညီညွတ်ရေးပါတီဟာနိုင်ငံတော်ဟောင်းညီညာရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုရရှိနိုင်ဖို့စွမ်းစွမ်းတမန်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါမယ်လို့ပြည်သူတွေကို လေးလေးနက်နက်ကြိပေးတင်ပြအပ်ပါတယ်လေးစားတဲ့မဆန္ဒရှင်ပြည်သူများခင်ဗျာနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီနဲ့ပြည်တော်စုရွေးကောက်ပွဲကောင်ရှင်တို့ကပါတီစုံဒီမိုကရေစီထူးထူးရွေးကောက်ပွဲကို2025ခုနှစ် ဒီဇင်ဘာလ28ရက်နေ့နဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းမှာကျင်းပပြုလုပ်မယ်လို့ကြေညာခဲ့ပြီးဖြစ်ပါတယ်။ဒီရွေးကောက်ပွဲဟာတိုင်းပြည်နဲ့ပြည်သူအတွက်အမှန်တကယ်လိုအပ်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်တယ်လို့နိုင်ငံရေးအရာယုံကြည်လက်ခံထားပါတယ်။တိုင်းပြည်တည်ငြိမ်အေးချမ်းမှုအတိုင်းအတာတစ်ခုအထိတိုးတက်မှုရရှိလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်ပြည်သူတွေကို တင်ပြလို့တော့ကဒီမိုကရေစီတကယ်လိုချင်ရင်ရွေးကောက်ပွဲနဲ့ဖြတ်တန်းရပါလိမ့်မယ်ဒီမိုကရေစီနဲ့ရွေးကောက်ပွဲဟာကောင်းတဲ့ပန်းလိုပဲဖြစ်ပါတယ်ဒါကြောင့်အေဂျင့်တည်ကျင်းဖို့ဒီမိုကရေစီရဖို့ဆိုရင်ရွေးကောက်ပွဲနဲ့ခေါ်ဆောင်သွားမှာ ဖြစ်တဲ့အတွက်မက်ဆန်နာရှင်ပြည်သူ အားလုံးကရွေးကောက်ပွဲကို တရားမျှတစွာအေးအေးချမ်းချမ်းကြော်ဖြတ်နိုင်မှုပူပေါင်းဆောင်ရွက်ပေးကြဖို့လေးလေးနက်နက်တိုက်တွန်းတင်ပြလိုပါတယ်ကျွန်တော်ပါတီအနေနဲ့လည်းရွေးကောက်ပွဲအောင်မြင်ရေးသည်ပါတီရဲ့အဓိကတာဝန်တရားလို့သတ်မှတ်ထားပါတယ်ရွေးကောက်ပွဲမှာသတ်တော်အဆင့်ဆင့်မှာကျွန်တော်တို့ပါတီကကိုယ်စားလှယ်ပေါင်း903ဦးဝင်ရောက်ရှင်ပြိုင်မှုရွေးကောက်ပွဲကော်မရှင်ထံတင်ပြခဲ့ပြီးဖြစ်ပါတယ် ပြည်တော်စုတော်အလုံးဝင်ရောက်ရှင်ပြိုင်ရာမှာဒုတိယအင်အားအများဆုံးနဲ့ဝင်ရောက်ရှင်ပြိုင်သွားမှာ ဖြစ်ပါတယ်။ဝေဇရလောင်းများတင်သွင်းရာမှာအမျိုးသားအမျိုးသမီးအချို့အစားလူငယ်လူလတ်လူကြီးမျှတစွာပါဝင်မှုနဲ့တိုင်းရင်းသားမျိုးနွယ်စုများစုံလင်စွာပါဝင်နိုင်မှုကိုဥစားပေးဆောင်ရွက်ခဲ့ပါတယ်။ဝေဇာတဲ့မဲဆန္ဒရှင်ပြည်သူများခင်ဗျာတိုင်းရင်းသားစည်းလုံးညီရေးပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်တဲ့အခါမှာပြည်သူတွေကိုထုတ်ဖော်တင်ပြရတဲ့ပါတီရဲ့ရွေးကောက်ပွဲကျင်းပစရန်းကိုလေးလေးစားစားထုတ်ပြန်တင်ပြထားပြီးဖြစ်ပါလေ။အဲ့ဒီအထဲမှာမိမိတို့ကိုတာဝန်ပြရလာရင်တိုင်းပြည်အတွက်ဘလို့စီဝါရေးစနစ်နိုင်ငံရေးစနစ်လူမှုရေးပညာရေးကျန်းမာရေးလူထုလူထမ်းစားများအရေးစတဲ့ကဏ္ဍပေါင်းစုံကို တလေးတစားတင်ပြထားပြီးဖြစ်ပါတယ်။ရွေးကောက်ပွဲရဲ့အနိုင်ရှုံးကိုပြည်သူတွေကဆုံးဖြတ်ပေးရတာဖြစ်တဲ့အတွက်ပြည်သူတွေရဲ့အဆုံးအဖြတ်ကိုဝမ်းပန်းတသာကြိုးစိုးလက်ခံသွားမှာဖြစ်ကြောင်းတင်ပြပါတယ်။မဆန္ဒချင်းပြည်သူများမိမိတို့ရဲ့ဆန္ဒတွေကို ဖော်ထုတ်ကြတဲ့အခါမှာစပယ်နာနဲ့ပြည်နယ်အမှတ်တရစိတ်ပါတဲ့တိုင်းရင်သားစီလုံးညွညွရေးပါတီကို ထောက်ခံစာနာမဲပေးသွားကြပါလို့လေးစားစွာတင်ပြရင်းနေကုန်ချုပ်ရပါတယ်ခင်ဗျာပြည်သူအားလုံးကိုဤကျမ်းပါခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးချွင်လန်းချမ်းမြေ့ကြပါစေတိုင်းရင်သားအားလုံးညီညွတ်မြေ့ စဉ်မဖွဲနဲ့တွဲမြင်ဒါမှတို့ပါတီတိုင်းရင်သားစီလုံးမြည်ရေးပါတီအောင်ရမည်မြမပြည်တို့တိုင်းပြည်မြမတို့ရဲ့ဇာတိတွေကဆွေမှန်ပြည့်ရှိပြီတိုင်းရင်သားတို့ပါဝင်ကားစီလုံးမြည်ညွတ်မြည်အမျိုးသားရေးကိုဥတီနိုင်ငံတော်ကိုချီးမြှောက်သည်တိုင်းရင်သားစီလုံးမြည်ညွတ်ရေးပါတီအောင်ရမည် 没牙齿不，戴那西凉银牛爷把地沟没被扎巴住，没用诺，没用诺，多扎巴住，没用诺，没用诺，多扎巴住。谁敢乱咱家爷，死不活一不活，你听来不？戴那西凉银牛爷把地沟没被扎巴住。